Hello အားလုံးပဲမင်္ဂလာပါဘူပေါ်မိုင်းချန်ကနေကြိုဆိုပါတယ်ဆိုတော့ဒီနေ့ညမှာတော့ပရီးမီးယားလိပွဲစဉ်38ဖြစ်ကျွန်တော်တို့သာ10ပွဲအသင်း20လုံးကျွန်တော်ရှင်းပြန်ကစားကြမယ်ပေါ့လေဆိုတော့ဒီထဲမှာတော့ကျွန်တော်မနေ့ကလည်းပဲတချို့အာပရီးမီးယားလိပွဲစဉ်38အတွက်အင်မတန်အရေးကြီးတဲ့ပွဲစဉ်တွေအသင်းတွေနဲ့ပတ်သက်လို့ပြောခဲ့ပြီးသွားပြီဆိုတော့ဒီထဲမှာ Aston Villa တို့ပွဲ Newcastle တို့ပွဲကျွန်တော်တို့သာပြောသွားမယ်ဆိုတော့ Liverpool တင်းတို့ Arsenal တို့တော့မပြောတော့ဘူးသူတို့ဒီနှစ်သင်းစလုံးက ဟိုကိုချန်ပီယံလေးကိုစီချန်ပီယံကိုစီဖြစ်သွားကြပြီဆိုတော့သူတို့တွေကအရေးမပါတော့ဘူးဗောနော် အရေးမပါတော့ဘူးဆိုတော့ဒါ Aston Villa ပွဲတို့ကျွန်တော်အနေနဲ့ဗောနော်ဒီ Newcastle ပွဲတို့ကျွန်တော်ပြောကြည့်အောင်ဆိုတော့ Newcastle ကတော့ Everton နဲ့ရှင်ပြိုင်ကစားမယ်ဗောလေเนาะဆိုတော့ Newcastle အိမ်ဝင်းမှာကျွန်တော်ရှင်ပြိုင်ကစားမှာ Garcia ပြီးခဲ့တဲ့တစ်ပွဲကကစားခဲ့တဲ့ပွဲမှာတော့သူတို့ Arsenal ကို1-0ဆိုတဲ့ရတဲ့နဲ့သူတို့ရှုံးသွားတယ် ။ Everton ကတော့2-0ဆိုတဲ့ရလနဲ့အိမ်ဝင်မှာ Southampton ကိုသူတို့အနိုင်ယူတယ်။ဒီနေရာမှာ Newcastle နဲ့ပတ်သက်လို့ကျွန်တော်ပြောရမှာ Newcastle အတွက်ဒီပွဲဟာအရာရာပါ။ Newcastle အနေနဲ့အိမ်ဝင်မှာလည်းကစားကွင်းရမှာဖြစ်တယ်လို့ Everton နဲ့လည်းကစားကွင်းရမှာဖြစ်တယ်။ဒါကြောင့် Newcastle အနေနဲ့ဒီပွဲကသူတို့အတွက် Champions League ဝင်ခွင့်ကအတွက်လည်းအတိုင်းအတာတစ်ခုကြီးအများကြီးအရေးပါနေတဲ့အချိန်မှာ နိုင်ပွဲရအောင်သူတို့တွေဆွမ်းဆောင်ပြီးတော့ဘယ်အသင်းရဲ့အခြေအနေမှာလှည့်ကြည့်ကြမလို့ပဲနေမို့နော်။ ချန်ပီယံလိဝင်ခွင့်ကိုယူပြနိုင်ဖို့သူတို့လိုတယ်။ယူကာဆယ်ကလည်းလောတင်မှာအဆင့်၄နေရာမှာရှိနေပါတယ်။39ပွဲကစားပြီးတဲ့ချိန်မှာပွဲ20အထိနိုင်ထားပြီးတော့66မဲ့ရထားတယ်။66မဲ့ကျွန်တော်ရထားတယ်။ဒါတော့ကျွန်တော်တို့ဒီဘယ်လိုပြောမလဲ။အောက်ကအဆင့်5ကချယ်ဆီနဲ့သူတို့ကြားထဲမှာအမှတ်ကွာဟမှုမရှိဘူး။အဆင့်6ကအက်စတိုမီလာနဲ့သူတို့ကြားထဲမှာအမှတ်ကွာဟမှုကျွန်တော်မရှိဘူး။အဆင့်9က Northern Forest နဲ့သူတို့ကြားထဲမှာတက်မှတ်ပဲကျွန်တော်ကွာဟမှုရှိတယ်။ဒါတော့အဆင့်9ထိကို လုံးဝပေါ့နော်ကျွန်တော်ဒါအဆင့်3ကစလို့အဆင့်9ဒီကိုအမှတ်တွေကအလောက်ကွာဟမှုမရှိဘူးဆိုတော့ Champions League ဝင်ခွင့်အတွက်ကလက်ရှိပွဲစဉ်38ရှိတိသူတို့ရှင်ပိုင်ကစားကြရအောင်ပါဒါကြောင့်ဒီပွဲကနယူကာဆယ်အတွက် imminent အရေးကြီးတယ်လို့ကျွန်တော်ပြောတာကာဆယ်အနေနဲ့ပေါ့နော်အောက်က Chelsea တို့သူတို့ကိုကြော်တက်တာမခံရအောင် Aston Villa တို့ AB ဒီပါလေဒီ Nottingham Forest တို့လုံးဝကြော်တက်တာမခံရအောင်သူတို့အမှန်ကန်ကျိုးပန်းမှာအာ Nottingham Forest ကတော့ Chelsea နဲ့ရှင်ပိုင်ကစားဖို့ရှိတယ်ပေါ့နော် ဆိုတော့သူတို့နှစ်သင်းထိတ်တိုက်တွေးမဲ့အခြေအနေမျိုးမှာနှစ်သင်းထဲကတသင်းကတော့အမှတ်ရော့မှာပဲတသင်းစလုံးကျွန်တော်ရော့မလားနှစ်သင်းထဲကတသင်းမဲ့အမှတ်ရော့မလားကျွန်တော်ကြည့်ရမယ်ဒါပေမဲ့လို့နျူကာဆယ်အနေနဲ့ပေါ့နော်ကိုသာနိုင်ရင်ပြင်တဲ့ဘယ်အသင်းကမှဂယူးမဆိုင်ဖင်းနဲ့အာသူတို့အနေနဲ့ချန်ပီယံစ်လိဝင်ခွင့်ကိုတက်နိုင်တယ်မှာတေချာတော့ကျွန်တော်ဖြစ်သွားမှာအဲ့ဒါနျူကာဆယ်အတွက်ဒီပွဲဟာအင်မတန်အရေးကြီးပါတယ်အဒီဟော်ဂျီတို့ပါတို့ဒီယာဒီအစမှာတော်တော်ကိုတိုင်ပက်ခဲ့တဲ့ယာဒီတခုနဲ့သူတို့ဂျုံခဲ့ရတာဒါပေမဲ့လို့နောက်ပိုင်းဒီမှာဆိုလို့ချင်းဒါချောက်ပြန်ကောင်းလာပြီးတော့ ပွဲစဉ်တွေဇက်တိုက်ဆိုသလိုကျွန်တော်နိုင်တဲ့ကာလတခုကျွန်တော်ရှိခဲ့တယ်ဇက်တိုက်ဇက်တိုက်ဆိုသလိုကျွန်တော်နိုင်တာအဲ့ဒီနောက်ပိုင်းမှာ Champions League မျိုးလင်းချက်တွေရှိလာပြီးတော့အခုချိန်မှာအဆင့်၄တွေပါရောက်လာတာပဲဒါပြင် Premier League မှာဆိုလို့ရှိရင်125 DRC Champions League ဝင်ခွင့်ရရှိမဲ့အခြေအနေမျိုးမှာဆိုရင်ပိုပြီးတော့တော့မှအခြေအနေကောင်းနေသေးတာဒါကြောင့်မလို့ SD Newcastle တို့ရဲ့ဒီပွဲဟာမဖြစ်မနေနိုင်မကိုဖြစ်မဲ့ပွဲပါเนาะ SD ပါလဲ Everton ကတော့ အဆင့်73မှာပေါ့ဗျာเนาะ38ပွဲမှာသူတို့45မှတ်ရထားတယ်သူတို့အတွက်ဘာမှအရေးပါတော့တဲ့ပွဲတော့ကျွန်တော်မဟုတ်တော့ဘူးပေါ့เนาะဘာမှအရေးမပါတော့ဘူးဒါပေမဲ့လည်းလို့ကျွန်တော်တို့ကနျူကာဆယ်ကိုဒုက္ခပေးနေမှလားကျွန်တော်ကြည့်ရမယ်ပေါ့လေဆိုတော့ဘယ်အသင်းမဆိုကိုအသင်းနိုင်ဖို့ကြီးကိုကစားနေရတဲ့အချိန်မှာနျူကာဆယ်ကတော့ရည်ရွယ်ချက်ရှိတဲ့အသင်းပေါ့ဆိုတော့ကာဆယ်နီနဲ့တကယ်နိုင်မလားကျွန်တော်ကြည့်ရမှာပဲဆိုတော့ပွဲစဉ်38တွေကအမှန်ကန်ကြည့်ကောင်းအောင်ပဲပွဲတွေပါဆိုတော့နောက်တစ်ပွဲကတော့ကျွန်တော်အနေနဲ့ဒီ Manchester United နဲ့ Aston Villa တို့ကျွန်တော်ရှင်းပြန်ကစားမယ့်ပွဲပေါ့လေ ဒီပွဲကတော့ဗျာဘယ်လိုပြောမလဲမန်ချက်စတာယူနိုက်တက်တော့ဘာမျောလင်းကြံမှန်ရှိတာမဟုတ်ဘူးเนาะအက်စတန်ဗီလာအတွက်ကတော့ခုနကပြောလိုပဲချန်ပီယံစ်လိဝင်ဝင်အတွက်အမှန်ကန်ရအောင်ကျွန်တော်ချိုးပန်းရမှာယူနိုက်တက်ကဒီပွဲကဒရမာတွေများမဲ့ပွဲပါအထူးသဖြင့်ဟို30နဲ့အပွဲစဉ်38ဖြစ်တယ်ဒီမတိုင်ခင်ကလည်းဖိုင်နယ်မှာကျွန်တော်ရှုံးနေထားတယ်ဘာမှန်လဲကောင်းတဲ့ performance တွေကျွန်တော်တရားဒီလိုနီးပါးပြထားနိုင်ခြင်းမရှိသလိုအဆင့်16မှာကျွန်တော်ကြီးเนาะရှိနေတယ်ဒါဟာတော်တော်ကိုရှက်စရာကောင်းတဲ့ကာလတွေကိုကျွန်တော်ကြုံနေရတာဒါပေမဲ့လို့ United မှာ ထားပါတော့ဗျာဂါနာချူရဲ့နောက်ဆုံးပွဲမြန်ကျွန်တော်ဖြစ်မလားဘရူနိုဖာနန်ဒက်စ်ရဲ့နောက်ဆုံးပွဲမြန်ကျွန်တော်ဖြစ်မလားကိုဘီမင်းနူးရဲ့နောက်ဆုံးပွဲမြန်ကျွန်တော်ဖြစ်မလားအန်ဒါမူတွေကရှိသေးတာဆိုတော့အသင်းကနေပြီးတော့နွေရာသီပြောင်းရွှေ့မှာပြောင်းမယ်ရွှေ့မယ်ဆိုတဲ့ကစားမတွေတော့ချောက်ပုံနေတဲ့အချိန်မှာဟိုအက်စတူမီလာနဲ့ပွဲစဉ်ကအဲ့ဒီကစားမတွေရဲ့နောက်ဆုံးပွဲဖြစ်လာနိုင်ဆုံးရှိတယ်ပေါ့နော်အထူးသဖြင့်ဂါနာချူတို့ပါတော့ပေါ့ဒါမှမဟုတ်ဂါနာချူကဒီနေ့ပွဲစဉ်မှာပါလိမ့်မယ်လို့ကျွန်တော်ထင်မှုတယ် ော်နီးပြားဖြစ်သူအမ်မိုတွေကခြံခဲ့လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဒါပေမဲ့ပြကျွန်တော်တို့ကကစားမားတွေကိုကိုယ်အသင်းကနေလက်လွတ်တဲ့နေရာမှာအကောင်းဆုံးပုံစံနဲ့ကျွန်တော်လက်လွတ်နိုင်ဖို့အရေးကြီးတယ်။ကစားမားတွေနဲ့ကိုယ်အသင်းကြားထဲမှာဆက်ဆံရေးကောင်းနေကျွန်တော်ထားနိုင်ဖို့ကျွန်တော်အရေးကြီးတယ်။ဒါပေမဲ့အမ်မိုတွေကတော့လုံးဝကန္တာကျူကိုထဲ့မှာမဟုတ်ဘူးဆိုတဲ့သတင်းတွေပါကျွန်တော်ကြားနေရတယ်ဆိုတော့စောင်းတော့ကျွန်တော်ကြည့်ရမှာပဲเนาะဒါပေမဲ့လို့ဟိုဘယ်လိုပြောမလဲ Champions League ဝင်ခွင့်အတွက်အရေးကြီးနေတဲ့ Aston Villa က Manchester United ကိုကောင်းကောင်းကြီးအနိုင်ယူဖို့အခြေအနေကများတယ် ူတမင်တော် United အနေနဲ့ဘလို့မှအဆင်ပြေမနေဘူး။ဘာ performance ပေါ့ကောင်းမှလည်းကျွန်တော်ပြနိုင်ခြင်းရှိမနေဘူး။ Premier League မှာလည်းအဆင်16မှာအရာဒီလုံးမှ10ပွဲပဲနိုင်ထားပြီးတော့ကျွန်တော်က18ပွဲထိကျွန်တော်ရှုံးနေထားတယ်။9ပွဲတည်းကြီးကျထားတယ်။39မှတ်ပဲရထားသေးတယ်။အရာဒီလုံးမှအမှတ်40တောင်ပြည့်ပါမလားကျွန်တော်မသိဘူး။အဲကြောင့် United အနေနဲ့ဒီပွဲဟာအဆက်ပြေတော့နိုင်အောင်ဆွမ်းဆောင်မယ်ပွဲမျိုးပေါ့လေအိမ်ဝင်လည်းဖြစ်တယ်ဆိုတော့ဒါပေမဲ့လို့ကျွန်တော်တို့မှဘာရည်ရွယ်ချက်မှမရှိတော့ဘာမျှော်လင့်ချက်မှကျွန်တော်မရှိတော့တော့ ထင်ဘူးဒါအပြင် Aston Villa ကတော့ okay ငါတို့ကတော့အဆင့်6မှာဒါပေမဲ့လို့ဒီပွဲနိုင်နေဆိုလို့ရှိရင် Champions League ဝင်ဝင်မျှော်လင့်ချက်ကအများကြီးချိန်ကြီးကောင်းသွားပြီ Nottingham Forest နဲ့ Chelsea အကယ်လို့သာနှစ်သင်းကတင်းတင်းတင်းကအမှတ်ရော့တဲ့ဘာညာဆိုလို့ရှိရင်ဒါ Aston Villa အတွက်အခွင့်အရေးမရှိဘူးလို့ကျွန်တော်ပြောလို့မရဘူးနော်ဒါအပြင်ဟိုရှေ့က Manchester City တို့နော် Newcastle တို့အသင်းမျိုးတွေကလည်းလုံးဝအမှတ်မရဘူးလို့ကျွန်တော်ပြောလို့မရဘူးဆိုတော့ Aston Villa အတွက်ကတော့သူတို့နိုင်မှသာလျှင်ကျန်တာတွေမျှော်လင့်လို့ရမှာဆိုတော့ အရင်ဆုံးတော့ကျွန်တော်တို့နိုင်အောင်ကစားရမှာပဲဗီလာဟာဒီယာဒီမှာ38ပွဲကစားပြီးတဲ့ချိန်19ပွဲနိုင်ထားတယ်။ဦးဘက်ဒီ9ပွဲရှုံးထားတယ်။58ကိုရပြီးတော့49ကိုကျွန်တော် ပေးထားရတယ်ပေါ့လေ66မက်ဆိုတော့အဆင့်3ကမန်ချက်စတာစီးတီးနဲ့တော့မှနှစ်မှတ်ပဲကွာတဲ့အခြေအနေမျိုးပါ။အဲတော့အက်စတွန်ဗီလာအတွက်ဒီပွဲဟာနိုင်အောင်ကိုကစားပြရမယ်ပွဲ။ချန်ပီယံစ်လိဝင်ဝင်ကိုရအောင်ယူပြရမယ်ပွဲပါ။ဆိုတော့ယူနိုက်တက်အတွက်အိမ်ဝင်အိုထရဘိုဖြစ်ပေမဲ့လို့ဘာမှသိမျှော်လင့်ချက်မရှိဘူးလို့ကျွန်တော်ထင်တယ်။ ယူရိုနေနဲ့ရောဘယ်လိုမြင်ရလဲနေတဲ့ရဲ့ performance တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုတွေမြင်ရလိမ့်မယ်လို့ထင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးပါတယ်